မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ NLD ပါတီဝင်တွေအနေနဲ့နိုင်ငံရေးလမ်းကြောင်းဆက်လျှောက်ခြင်းရင် PPP ကိုဝင်လို့ရတယ်လို့ကျော်တက်တက်ခိုင်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်စစ်ကောင်စီတန်းပါတီတီထောင်ခွင့်လျှောက်ထားခဲ့ခြင်းမရှိဘဲ ရက်တည်နေတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေအနေနဲ့နိုင်ငံရေးလမ်းကြောင်းဆက်လျှောက်ခြင်းရင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကိုဝင်ရောက်လို့ရတယ်လို့ PPP ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်က ပြောကြားလိုက်ပါတယ်။နေပြည်တော်မှာကျင်းပနေတဲ့ Peace Forum 2025အခမ်းအနားမှာဒေါ်သက်သက်ခိုင်ကပြည်တွင်းမီဒီယာတခုကမေးမြန်းရမှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။ NLD လို့ပြောလို့ရှိရင်နှစ်ပိုင်းပြောရမှာပေါ့နော်။ပြည်ပောက်ကိုထွက်ပြီးလက်နက်ကင်လန်းစင်နဲ့သွားတဲ့သူဟာလူနည်းစု ဖြစ်ပါတယ်။မြန်မာပြည်ထဲမှာရှိနေတဲ့အသင့်အတင့်သောပါတီထောက်ခံသူပါတီဝင်တွေပေါ့။သူတို့တွေလည်းရှိတယ်ပေါ့နော်။သူတို့တွေကလည်းဘာဖြစ်လို့ပါတီကိုမှတ်ပုံပြတ်မတင်ခဲ့တာလဲပေါ့နော်။ဒါကကာကန်ရှင်တွေတဦးချင်းစီရဲ့စူးစမ်းအထောက်မှုနဲ့ပဲဆိုင်တာပေါ့နော်။ဒါကနံပါတ်1နံပါတ်2ကကြတော့ တကယ်လို့သူတို့ကပါတီမထောင်သည့်တိုင်အောင်ပေါ့နော်ဒီလိုမျိုးလူတွေကနိုင်ငံပြန်လဲထူထောင်ရေးမှာပါဝင်ကျင်သေးတယ်ဆိုရင်ကျမတို့လိုအနေတီမှမဟုတ်ဘူးကျမတို့လိုပါတီမျိုးလဲပူးပေါင်းဆောင်ရွက်လို့ရပါတယ်ရှင်နိုင်ငံရေးလမ်းကြောင်းပေါ်ဆက်လျှောက်ခြင်းနဲ့နိုင်ငံတည်ဆောက်ရေးလမ်းဆက်မှာပါဝင်ကျင်သေးတယ်ဆိုရင်တခြားပါတီတွေမှာရွေးချယ်ပြီးဝင်လို့ရတယ်ပေါ့နော်ဆိုတော့ကျမတို့ပါတီမှာဘယ်သူပဲလာလာဖိတ်ခေါ်ပါတယ်ကျမတို့ပါတီအနေနဲ့လည်းဖိတ်ခေါ်ပါတယ်လို့ဒေါ်သက်သက်ခိုင်က VOM Media ကိုပြောကြားခဲ့ပါတယ် ဒေါ်သက်သက်ခိုင်ဟာ2014ခုနှစ်မှနိုင်ငံရေးလောကအတွင်းစတင်ဝင်ရောက်ခဲ့ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်ခဲ့သူဖြစ်ပါတယ်။2015ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကုစလေလောင်အဖြစ်တကုံမျိုးနဲ့ပြည်သူ့လွတ်တော်မဲဆန္ဒနေကနေဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးပြည်သူ့လွတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။ ပါတီတာဝန်တွေကနေရက်ဆိုင်ခံခဲ့ရပြီးနောက်2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီကိုတည်ထောင်ပြီး2020ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပေမယ့်အနိုင်ရရှိသူမရှိဘဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေကိုရှုံးနိမ့်ခဲ့ရပါတယ်။ ဆက်လက်ပြီးဇေတုတ်တရာရှိခြေရွာများကိုစစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းဖြင့်ခွဲ၍ဝင်ရောက်စီးနှင်ပြီးပြည်သူများကိုပါလိုက်လံပစ်ခတ်ဖမ်းဆီးခြင်းကြောင့် PDF တပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ်။မကွေတိုင်းဇေတုတ်တရာမြို့နယ်ရှိခြေရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းခွဲ၍ဝင်ရောက်စီးနှင်ပြီးပြည်သူများကိုပါလိုက်လံပစ်ခတ်ဖမ်းဆီးခြင်းကြောင့်တိုက်ပွဲဖြစ်ပွားနေကြောင်းပြည်သူကောက်ွယ်ရေးအဖွဲ့ဇေတုတ်တရာမြို့နယ်မှတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောကြားပါရယ်။ ဇော်လ25ရက်နေ့မှစတင်ပြီးဇေတုတ်တရားမျိုးအရှိပတ်ရှိငမရွာတန်ဆေရွာနဲ့ကြီးအောင်ရွာဘက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းခွဲ၍ဝင်ရောက်စီးနှင်းနေခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်၎င်းတို့စစ်ကြောင်းထိုးရလမ်းတစ်လျှောက်ရှိကြီးရွာများကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ကာဝင်ရောက်စီးနှင်းပြီးထွက်ပြေးတိမ်းရှောက်သည့်ပြည်သူများကိုစစ်သားများကလိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ခြင်းကြောင့် PDF တပ်ဖွဲ့များကလိုက်လံကဲထုတ်ခဲ့ရကြောင်းသိရပါတယ်။ ရင်းစစ်ကြောင့်တန်ဆဲရွာငမရွာနဲ့ကြီးအောင်ရွာများကိုဝင်ရောက်လာစဉ်တွင်စေတုတရာမျိုးနဲ့ပြည်သူကာကွယ်ရေးအဖွဲ့နှင့်မြိုင်ပကဖားမှတော်လရေးရဲဘော်များကခုခံတိုက်ခိုက်ခဲ့သောကြောင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးအကြံဘတ်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိသော်လည်းအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်တိုက်ပွဲများဖြစ်ပွားပြီးနောက်အကြံဘတ်စစ်ကောင်စီတပ်သားများကပြည်သူပိုင်နေအိမ်များကိုဝင်ရောက်ဖျက်ဆီးခြင်းနဲ့ပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူခြင်းများလှုပ်ဆောင်သွားကြောင်းသိရှိရပါသည်။ ဇေတုတ်တရာမျိုးအရှိဘက်ကငမရွာတန်ဆေရွာနဲ့ကြီးအောင်ရွာဒီဘက်ကိုစစ်ကြောင်းနှစ်ခုကညှက်ထိုးပြီးတက်လာတာတကြောင်းကမြို့အရှိဆလင်းလန်းကနေငမရွာဘက်ခွဲတဲ့လန်းကနေအင်အား80လောက်နဲ့တက်လာတယ်အလန်းခွဲတိတ်ကနေလက်နဲ့ကြီးပြုတ်ကူနဲ့ထောက်ပြီးတက်တာနောက်တကြောင်းကကြီးအောင်ရွာမုံတစ်ဖက်ကန်ကကြီးဝရွာ ရဲစခန်းဘက်ကနေလက်နက်ကြီးနဲ့ပစ်တဲ့အင်အား50လောက်ရှိမယ်။စစ်ခွေးနှစ်ကြောင်ပေါင်းက120လောက်ရှိတယ်။အဲ့လိုတက်လာတော့ကျွန်တော်တို့အဖွဲ့ရဲ့မြိုင်ဘက်ကဖားရဲ့ခုခံတိုက်ခိုက်ခဲ့ပါတယ်။စစ်ခွေးထိခိုက်သေးဆုံးမှုရှိပါတယ်။အရေအတွက်ကိုဆက်လက်စုံစမ်းနေပါတယ်။စစ်ခွေးတွေကနေအိမ်ဖျက်ဆီးတာနဲ့ပြည်သူတွေကိုဖြစ်ခတ်ဖမ်းဆီးတာတွေတော့ရှိတယ်ဟုပြည်သူ့ကာကွယ်ရေးအဖွဲ့စေတုဒ္ဒရာမြို့နယ်မှာတာဝန်ရှိသူတအူးကပြောဆိုပါတယ်။ ဆက်လက်ပြီးရန်ကုန်မြို့အင်းလျာကံပေါင်းတွင် အသက်25နှစ်အရွယ်မောင်မြမင်းခန့်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးပရာဟိတနာယီကဖြင့်ခေါ်ဆောင်သွားတဲ့ဆွေတဲ့တင်ကိုကျင်းဆက်ပြီးတော့မှဖြစ်ပါရယ်ရန်ကုန်မြို့အင်းလျာကံပေါင်းတွင်အသက်25နှစ်အရွယ်မောင်မြမင်းခန့်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးပရာဟိတနာယီကဖြင့်ခေါ်ဆောင်သွားကြောင်းတင်ငေချင်းဖြစ်သူကတရင်ဌာနသို့ပြောကြားပါရယ် ဇွန်လ26ရက်နေ့ည8:00နာရီအချိန်ရန်ကုန်တိုင်းတောက်ဥက္ကလာပါမြို့နယ်အမှတ်7ရပ်ကွက်တွင်နေထိုင်သောအသက်25နှစ်အရွယ်မောင်မြတ်မင်းခန့်သည်တင်ငယ်ချင်းများနှင့်အတူရန်ကုန်မြို့ကမာရွမြို့နယ်အင်းလျာကံပောင်းသို့သွားရောက်ခဲ့ကြကြောင်းယင်းနောက်တင်ငယ်ချင်းများနှင့်အဖို့ကွေးသွားချိန်အရဝတ်စစ်သားတို့ကဖမ်းဆီးသွားပြီးနိုင်ရီကားဖြင့်ခေါ်ဆောင်သွားကြောင်းသိရှိရပါသည်ကံပောင်းမှာလူတွေလည်းအများကြီးရှိပါတယ်အဲ့ဒါကိုသူ့ကိုစွဲခေါ်သွားတာအရဝတ်တွေနဲ့ပါ ဆွဲခေါ်သွားပြီးတော့နာယီပရာဟိတာအဖက်ကားနဲ့တင်ခေါ်သွားတာသူ့ကိုခေါ်ဆောင်သွားတဲ့အချိန်မှာပတ်ဝန်းကျင်မှာအကုန်လုံးမြင်နေလူတွေအားလုံးလည်းမြင်နေရပါတယ်ဟုတငယ်ချင်းဖြစ်သူကပြောဆိုပါတယ်။ရင်းနောက်မောင်မြတ်မင်းခန့်ဤတငယ်ချင်းများနဲ့ဆွေမျိုးများကရန်ကုန်တိုင်းတအုပ်ကလာပါမျိုးနဲ့ရဲစခန်းနဲ့အမတ်စနစ်ရက်ကွယ်အုပ်ချုပ်ရေးမှုရုံတို့တွားရောက်အကြောင်းကြားပြီးလိုက်လံရှာဖွေကြောင်းတအုပ်ကလာပါမျိုးနဲ့ရဲစခန်းတို့လည်းမောင်မြတ်မင်းခန့်ရောက်ရှိလာခြင်းမရှိကြောင်း ရဲများ၏အဆိုအရစစ်မှုရန်တပ်သားသည်စုဆောင်းသွားသည့်သဘောဖြစ်သည်ဟုသိရှိရကြောင်းတငယ်ချင်းများကရှင်းပြပါရယ်။ရမန်ညပိုင်းအယက်ဝစ်စစ်သားများ၏ဖမ်းဆီးခံရသောမောင်မြင့်မင်းခံမှဖုံးအဆက်အသွယ်လည်းမရတော့ဘဲလက်ရှိအချိန်အထိသတင်းအစအနမရသေးကြောင်းတငယ်ချင်းများနှင့်ဆွေမျိုးများကညီသည့်နေရာတွင်ဖမ်းဆီးထိန်းသိမ်းခံထားရသည်ကိုဆက်လက်ဆောင်ဆန်းနေစေဖြစ်ကြောင်းသိရှိရပါရယ်။ ဆက်လက်ပြီးစစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံ၏စီးပွားရေးအမေရိကန်ဒေါ်လာ63.6ဘီလီယံအထိဆုံးရှုံးခဲ့ရပြီးစစ်အုံစရိတ်ကြောင့်နိုင်ငံ၏ကျွေးမီ62ရာခိုင်နှုန်းဒေါ်လာမြန်မာပြည်သူထက်ဝက်ကြောခတ်စည်ရဲမွဲတွေမှုစံနှုန်းအောက်ရောက်ရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းမှုကြောင့်နိုင်ငံ၏စီးပွားရေးအမေရိကန်ဒေါ်လာ63.9ဘီလီယံအထိဆုံးရှုံးခဲ့ရပြီးစစ်အုံစရိတ်ကူးစားပေးသုံးဆွဲမှုကြောင့်နိုင်ငံ၏ကျွေးမီ62ရာခိုင်နှုန်းဒေါ်လာကြာ ကုလသမဂ္ဂလူအခွင့်အရေးမဟာမင်းကြီးဝေါ်ကာထရီမြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးအခြေအနေအစီရင်ခံစာအရသိရှိရပါတယ်။ယနေ့ကျင်းပမည့်59ကြိမ်မြောက်ကုလသမဂ္ဂလူအခွင့်အရေးကောင်စီအစည်းအဝေးတွင်ကုလသမဂ္ဂလူအခွင့်အရေးမဟာမင်းကြီးဝေါ်ကာထရကမြန်မာနိုင်ငံ၏လူအခွင့်အရေးအခြေအနေအစီရင်ခံစာကိုတင်ပြဖတ်ကြားမည်ဖြစ်ပြီးယင်းအစီရင်ခံစာတွင်မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေများကိုအသေးစိတ်ဖော်ပြရေးသားထားသည်။စစ်အာဏာသိမ်းသည့်ကာလမှစ၍မြန်မာနိုင်ငံ၏ပြည်တွင်းထုတ်လုပ်မှု GDP ခန့်မှန်းချက်အရအမေရိကန်ဒေါ်လာ63.9ဘီလီယံအထိစီးပွားရေးအရအရှုံးပေါ်ခဲ့ပြီးကိုဗစ်မတိုင်မီစီးပွားရေးအခြေအနေတို့ရောက်ရှိရန်2028ခုနှစ်အထိမျှော်လင့်လို့မရတော့ကြောင်းသိရှိရပါတယ်။ စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံသည်လွန်စွာနက်နဲဆိုးရသည့်စီးပွားရေးအခြေအတဲတွင်ပိတ်မိနေကလက်နက်ကင်ပြည်ပခါကြောင့်ဖြစ်ပေါ်လာသည့်စိုးကျိုးတက်ရောက်မှုများကိုမြန်မာပြည်သူများကပြည်တွင်းနိုင်ငံတွင်သာမကပြည်ပနိုင်ငံတွင်ပါဆိုးရွားစွာရင်ဆိုင်နေကြရကြောင်းနိုင်ရှင်သုံးသက်ချက်များအရာနိုင်ငံ၏စီးပွားရေးကဏ္ဍသည်အလွန်အမင်းကျဆင်းနေကြောင်းအရေးအမြင့်များအားနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးဆွဲမှုများလျော့နေလာကြောင်းအစီရင်ခံစာတွင်ဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွားနှုန်းမှလည်းအလွန်မြင့်မားလာပြီး2024-2025ဘဏ္ဍာရေးနှစ်အတွင်း30ရာခိုင်နှုန်းအထိငွေကြေးဖောင်းပွားမှုများရှိခဲ့ကြောင်းမြန်မာကျပ်ငွေသည်အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက90ရာခိုင်နှုန်းလျော့နေလာကြောင်းသိရှိရပါသည်။မြန်မာစစ်တပ်ကအရင်းမြစ်များကို အရက်သားလူလူဆိုင်ရာအခြေခံအဆောက်အုံနဲ့ဝန်ဆောင်မှုများတွင်ယင်းနှိမ့်မြုံနှံသည့်ထက်စစ်အုံစရိတ်အပေါ်ဦးစားပေးသုံးဆွဲခဲ့သည့်ဖြင့်နိုင်ငံတော်၏ကျွေးမီသည့်2024-2025ဘဏ္ဍာနှစ်တွင်62ရာခိုင်နှုန်းအထိတိုးလာကြောင်း နိုင်ငံလူဦးရေထက်ဝက်ကျော်သည့်စင်ရဲမွဲတေမှုစံနှုန်းအောက်တွင်နေထိုင်ကြရကစားနပ်ရိက္ခာပူလုံမှုမရှိသည့်အခြေအနေအားစိုးရွားစွာခံစားနေရကြောင်းသိရှိရပါသည်။စံဟင်းသည့်ဟင်းရွက်စားသုံးစီငါအသားနှင့်ပေအမျိုးမျိုးစသည့်စားသုံးကုန်ပစ္စည်းများ၏ကုန်စည်နှုန်းမှလည်းရမန်နှင့်နှိုင်းရှင်ပါကတနိုင်ငံလုံးပြင်းပြ30ရာခိုင်နှုန်းအထိတက်ခဲ့ကြောင်း ထို့ပြင်စားသုံးစီဈေးဘက်ဆိုင်ရာပစ္စည်းဈေးဝါမျိုးစေ့နှင့်ဓာတ်မြေဩဇာကဲ့သို့အရေးကြီးလာသောကုန်ပစ္စည်းများကိုလည်းတင်သွင်းခွင့်ကန့်သတ်ခဲ့ရာဆင်းရဲမွဲတေမှုတန်ခံရသည့်လူတို့အပေါ်သို့ဝင်တော့ဝင်ဖို့ဖြစ်စေခဲ့ကြောင်းအစီရင်ခံစာကဆိုပါတယ်စီးပွားရေးအကြက်တဲဤနောက်ခံရင်းမြစ်မှာစစ်တပ်ကဗဟိုဗန်နှင့်တယံစာတတူးဖော်သည့်ကဏ္ဍအပါအဝင်နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများကိုထိန်းချုပ်ခြင်းကြောင့်ဖြစ်ကြောင်းနိုင်ငံတကာဤပိတ်ဆို့တားမြစ်မှုများကြောင်း မြန်မာစစ်တပ်၏ဝင်ငွေရနိုင်မှုလမ်းကြောင်းများတုံ့ဆိုင်သွားတော့လဲ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများကစစ်တပ်အတွက်အ धिक ဝင်ငွေရလဲအရင်းအမြစ်များအဖြစ်ဆက်လက်တရှိနေကြောင်းသိရှိရပါတယ်စစ်တပ်ကစစ်အသုံးစရိတ်ကိုဆက်လက်ဖြည့်ဆည်းရန်ရည်ရွယ်၍သွင်းကုန်အစားထိုးခြင်းနိုင်ငံသားငွေလဲလှယ်မှုထိန်းချုပ်ခြင်းနိုင်ငံသားငွေမှမြန်မာကျပ်ငွေတို့စစ်တပ်အမျက်အစွန်ရစေသည့်ငွေလဲလှယ်မှုတပ်မှန်တော့ဖြင့်အတင်းအဓမ္မငွေလဲလှယ်စေခြင်းနှင့်နိုင်ငံသားမှငွေလွှဲများကိုအခွန်ကောက်ခံခြင်းအပြင်မှတ်ပုံတင်မှတ်သည့်နိုင်ငံသားငွေလွှဲသည့်လုပ်ငန်းများကို အရေးယူခြင်းများဆောင်ရွက်ခဲ့ကြောင်းထို့ကြောင့်မြန်မာစစ်တပ်မှပုံမှုချွေးဝါလာပြီးအရက်သားပြည်သူများမှပုံမှုဆင်းရဲတွင်နှက်စီကြောင်းအစီရင်ခံစာကဆိုပါတယ်